ကေမင်္ဂလာပါကျွန်တော် CS ကွန်ပျူတာနေပြန်လည်ကြိုဆိုပါရစေဟုတ်ပြီကျွန်တော်ဒီခေါင်းအသင်မြင်တင်္ဂလာပါလဲဆိုတော့လူပင်တင်္ဂလာတော့ပါမယ်လူပင်တင်္ဂလာပါလဲ programming မှာဒီ if တွေ condition တွေ branch statement တွေရှေ့မှာတင်ခဲ့တဲ့ if if statement တွေနောက်ကျတော့ဒီကူကျွန်တော်တို့ looping statement တွေမသိလို့မဖြစ်တာနားမလည်လို့မဖြစ်တာဒီကောင်းနေထက်ထနားလည်နေမှာအခြေခံပိုင်းကိုနားလည်နေမှာတကယ်ကုတ်တင်ကြီးတွေမှာရေးတဲ့ချိန်မှာ program ကြီးတွေမှာကျွန်တော်တို့နားနားလည်မှုတွေဖြစ်မှာဟုတ်လားအဲ့မှာ framework တွေနဲ့ချိန်ဆက်ရေးတဲ့ချိန်မှာ ဘာဖြစ်လို့ဘလို့တွေတုံးနေဆိုတော့ကျွန်တော်တို့နားလည်မှာဟုတ်ကဲ့လူပင်းရဲ့အသေးပြပါတယ်အထက်ထက်လောက်တယ်အလို့တစ်ခုကိုထက်ထက်လောက်တယ်ဟုတ်ရှေ့မှာလည်းကျွန်တော် JavaScript နဲ့ Foundation သင်ခန်းစာသင်ခင်းတော့လည်း for လူပင်းကြောင်းလေးပြောခဲ့တယ်အချိန်ကြီးတော့ဒီအသေးပြဆိုကြည့်လိုက် very very one ဒါ for လူပင်းရေးတဲ့အချိန်မှာကျွန်တော်တို့ဘလို့အဆင့်သုံးဆင့်ရှိရဆိုတော့ပြတာနော်ဘယ်ရစမှာလဲဘယ် sorry ဘယ်ချိန်နေအထိလဲမှာလဲဘယ်ချိန်မှာဆုံးမှာလဲဆိုတဲ့သင်ခန်းစာဟုတ်ကဲ့လူပင်းအခုကျွန်တော်တို့အပြင်မှာထိုင်းလာ10ကဆိုထိုင်းနေထားတယ်ထိုင်းနေထားတယ်ဟုတ် အကြိမ်ကြိမ်ဘယ်နှခါလောက်တာလဲ၁၀ခါလောက်တာဟုတ်လားအဲ့ဒီပုံစံမှာကျွန်တော်တို့ကွန်ပျူတာကိုကျွန်တော်တို့က programming language ကိုသုံးပြီးတော့စေခိုင်းမဲ့ statement တွေအထက်ထက်လုံးစေခြင်းလေဆိုရင်ကျွန်တော်တို့ဘာလူပဲသုံးမလဲဆို for တွေသုံးမယ် while တွေသုံးမယ် okay မလား for for statement နဲ့ while statement okay ဘာတွေကွာခြားလဲဘယ်လိုတွေသုံးတာလဲကြည့်မယ်လက်တွေ့သုံးမှပြီးကျွန်တော်တို့မှာကြည့်ကျွန်တော် idea နည်းနဲ့ nemuna တစ်ခုပြရမယ် idea လေးကဲကျွန်တော်တို့ကခိုင်းနော် ။ဒါ first statement ကိုနားလည်ဖို့အတွက်ပိုင်းသွင်းအရင်ဆုံးသင်ခန်းစာတစ်ခုလေ့လာရမယ်။အရင်ဆုံးရေးသားပုံလေ့လာတာ။ကြောက်တယ်မကြီးအရင်များသောပြတခြား programming language တွေမှာ for ဆိုရင်ဒီလိုရေးသားတယ်။ဒီပုံနော်ကျွန်တော်ထောက်ပြရတဲ့ပုံ။ဒီပုံ for loop ရှင်းမှလည်းဒီလိုသင်ခဲ့တယ်။များသောပြလည်း programming language တိုင်းမှာဒီလိုသွားတယ် Java တွေ C# တွေဟုတ်လား။ for for keywords သုံးမယ်။ for give တော့ငယ်မတော့ဘူးတော့ဒီ for give ရဲ့နောက်မှာ present this is being to the တခြား language တွေဒီ calibrate တော့နဲ့တော့ calibrate ဒီ calibrate တော့မှာရှိတဲ့ဟာတွေဒီမှာပေးထားတဲ့အမေတိုင်း10ချိန်ဆို10ချိန်9ချိန်ဆို9ချိန်အလုပ်လုပ်ဒီမှာဆိုတော့ဘာ keyword နဲ့ဘာ keyword ဆိုတော့ javascript ကပုံစံမျိုးလို့ဘာ keyword နဲ့ variable နဲ့ i လို့ကြော်ညာလိုက်တယ် i တန်ဖို့တော့1လို့ထည့်ထားတယ်ဟုတ်လားအဲ့ဒီ i တန်ဖို့1ဟာ okay မလား less than 10 10ထက်ငယ်နေသေးသေးအလုပ်လုပ်သွားမယ် အော် condition နော်အချက်၃ချက်ရှိတယ် stand in the chest condition အခြေအနေစစ်တယ်ဒါကွာအကျင့်တရားဆိုဒီမှာ less than 100 100ရာထက်ငယ်နေသေးသေးသူပါလို့နော်အလိုလိုနော်ပြီးရင်တို့ i'm blood plus volume ပါလို့ပဲအဆုံးသက်ပဲမဟုတ်လား1နေစားလို့မယ်တစ်ခါလို့တယ်တစ်ခါပတ်တယ်တစ်တိုးမယ်တစ်ခါပဲအဲ့ကျမှအကျင့်တရားပြင်သူဖြစ်တယ်တစ်ခါလို့တစ်တိုးတစ်ခါလို့တစ်တိုး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 သွားမှာအကျင့်တရားပြင်မှာဖြစ်တာရက်သွား volume အကျင့်ကျတော့ကွန်ပျူတာကွန်ပျူတာသွားပြီးတော့အဆုံးသက်မရှိသွားလို့ infinity loop တွေလုံးလို့တော့ရတယ် လုံးလို့ရရရန်ခိုင်းလို့ရတယ်ဒါပေမဲ့ memory တွေမှာအဲ့ဒါရှိရဘိုင်းရဲ့ဘိုင်းဆိုင်ရာလုံးချင်တော့တမျိုးပေါ့ဟုတ်ကဲ့ infinity loop တွေတကယ်ကြမလုံးအောင်စီကန်ကြနိုင်လို့ရမယ်ကိုစမယ်စမှတ်ကိုပြမယ်ဒါ stack index ဆိုရင်တန်ဟာနားမလဲကိုစမှတ်တက်ကစမလားနှစ်ကစမကိုတက်ကစရယ်ကိုဆုံးမှတ်ဘယ်မှာဆုံးမလဲ10မှာဆုံးမယ်ဆုံးမဲ့တဲ့ဒီဘက်ကဆုံးဖို့တဲ့ဒီဘက်က increase index တိုးတိုးပေးရအောင်လုံးဆောင်ကြတာဟုတ်ကဲ့မတက်အနေနဲ့ဆိုမပြီးသေးဘူးလေတက်က100ထက်ကအများကြီးငင်တာအများကြီးမငင်တော့တော်အိုင်နမ်ဖို့တက်တိုးလိုက်တော့ပါပြီတော့ လူပင်ပတ်ပြီးတော့အမြဲတမ်းတရားပြရတယ်သူရက်သွားဒါဒီကျွန်တော်တို့ရှင်းရှင်းတို့ဟာရှင်းရှင်းတော့တော့ဖြစ်တယ်တခြား language တွေရဲ့ for လူပင်ရေးသားပုံရေးသားနေ no python python မှာအဲ့လိုမဟုတ်တော့ python မှာ keyword သုံးတယ်မှန်တယ် for keyword သုံးတယ်ပြီးရင်ကျွန်တော်တို့ဘာသုံးလဲ in သုံးတယ် keyword တစ်ခုသုံးတယ်နော်မှတ်ထားပြီကွာစလုံးမင်းလေးပြထားတယ်သုံးခုမှတ်လား for ရဲ့ in ရဲ့ full ကိုလိုက် for ရဲ့ full ကိုလိုက် for ရဲ့ full ကိုလိုက်သူ့ရဲ့အောက်မှာသူဒီ index အတိုင်းသွားမယ် python ဒီ index for ရဲ့နောက်ကနေ index တစ်ချက်ချထားတဲ့ statement တွေဒီ 4ရဲ့ level 4ရဲ့ binary တွေမှာသူအကုန်လုံးသွားမယ်ဒီ statement တွေခိုင်းထားတဲ့ statement တွေအကုန်လုံးသူလုံးမယ်အပရင်ဘာလို့ဆိုဘာလို့မယ် database နဲ့ချိန်ဆိုချိန်မယ် item တွေ use ဆိုယူမယ်ဒါပြင် program နဲ့တကယ် lua program ပါဆို beginner အနေနဲ့ for in for ကလည်းမှတ်ထားမယ် for in for ကလည်းပြီးဒီနားကကျွန်တော်တို့ dr လေးတွေဒီပါတယ်လဲဆိုတော့ variable name variable name ကိုကြတဲ့ name ထားလို့ရတယ်နားမှာအဓိပ္ပာယ်ဘာလဲဆိုရင်အဓိပ္ပာယ်ကိုကြည့်လိုက် for in အော် for ဒီက variable name နဲ့လက်ခံမယ် ဘယ်နဲ့ variable နဲ့ memory location လို့ယူပြီးတော့အဲ့ဒီ element တွေကိုလက်ခံမယ်ကျွန်တော်တို့အဲ data တွေကိုအကြောင်းလေးနည်းနည်းလေးဒီမှာပြောရင်တော့နားလည်အောင်စပြောပြပေါ့နော်ကျွန်တော် variable တွေသင်ခဲ့တယ် variable name ပေးတယ် value assign လုပ်တယ်ဥပမာ value assign ဆိုရင်မှာ data type တွေ number string boolean အခြေခံ data တွေ number string boolean အဲ့လိုမျိုးအခြေခံ data တွေဟုတ်လား number string boolean နောက်တော့ object ပေါ့ဗျဟုတ်လားအဲ့လိုပြောခဲ့တယ်နောက်တစ်မျိုး data type တွေရှိတယ်ကျွန်တော်ရှင်းမှာဥပမာပေးခဲ့တယ် variable name တစ်ခုဒီအခန်းတစ်ခုနဲ့တူတယ်အဲ့ထက်ကိုပစ္စည်းတစ်မျိုးထည့်လို့ရတယ် အော် okay မတော်နောက်တော့ကျွန်တော်မတင်ရသေးတဲ့ data type တစ်မျိုးရှိတယ်အဲ့ဒါပါလဲဆိုအခန်းတစ်မျိုးတည်းကို data တွေအများကြီးထည့်လို့ရပုံမှန် programming language တင်ပါဆိုတော့ဘာလို့ခေါ်လဲဆို array လို့ခေါ်တယ်ပိုင်းတမှာဆိုတော့ list တွေအခုက dictionary တွေအားတွေနောက်သင်္ကန်းမှာလာမယ်နော်ဆိုလို့ရ variable name တခုတည်းကို data တွေအများကြီးသိမ်းလို့ရတာဘာလို့ခေါ်လဲဆို array or list ဟုတ်နော် data အများကြီး list အဲ့ဒါမှတ်ထားမယ်နော် array or list variable name ကျွန်တော်ရှင်းမှသင်ခဲ့တယ် variable name တခုဒီ တန်ဖို့တခုပဲထည့်လို့ရတယ်ကျွန်တော်တို့ h ဒီမှာကြည့်ဒီမှာကြည့်ကျွန်တော် variable နဲ့ h variable နဲ့ပြလာ equal to 1တခုပဲထည့်လို့ရတယ်တခုပဲထည့်လို့ရတခုပဲထည့်တာဒီပါလဲဆိုရင် h ကိုထုတ်ကြည့်လိုက်1ဟုတ်မလား variable နဲ့တခုကိုတန်ဖို့တခုပဲထည့်တာဒီပုံမှန် variable ပဲကျွန်တော်တို့ပြောနေတဲ့ variable တွေထည့်တာတိုင်း okay variable name တခုကိုတန်ဖိုးတွေအများကြီးထည့်တာဒီကျွန်တော် list ဖြစ်သွားတယ် okay မလားတွေ့လား list ဖြစ်သွားတယ်အဲ့ဒီပုံစံနဲ့ကျွန်တော်တို့ရှေ့မှာမတင်ရသေးဘူးဒါပေမဲ့ဒါပြီးမှကျွန်တော်တို့တင်မယ်ဒီနေရာမှာကျွန်တော်ပြောချင်တာပါလဲဆိုကျွန်တော်တို့ဟာ string h equal to assign sorry string တမ်းဖို့ထည့်မယ်ကျွန်တော်တို့ present decoration single decoration ကြိုက်တဲ့ဟာကို assign ri us cds လို့ထည့်လိုက် h equal to cds ကဲ h တမ်းဖို့လို့ကျွန်တော်1လေးထည့်တာနဲ့ h h တမ်းဖို့လို့ cds ဆိုပြီး string တမ်းဖို့ထည့်တာနဲ့မတူ string ဒီ future နော် strength ကျွန်တော်တို့ program လေးကိုတည်းမှာတလေးတူလေးလာတဲ့ data တိုင်းမျိုးစားပဲ strength 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 နဲ့နေရာပဲဟုတ်ကဲ့ဒါကိုတတိထားကြည့်လိုက် strength မှာသူကဒီဒါ single quotation ရတော့ထားတော့သူရဲ့ formula အတိုင်းပဲ single quotation နဲ့မှာ strength နေထားမှာဒီကကြည့် s တလုံး i တလုံး u တလုံး s တလုံးဟော s i r i ပဲ c ဒီရအင်္ဂလိပ်စကားလုံးလေးတလုံးတလုံးဒါဆိုစကားလုံးဘယ်လုံးလေးနိ3 4 5 6လုံးပါစကလုံး6လုံးပါကာလိုက်တာဘယ်နှလုံးပါ6လုံးပါအဲ့ကာလိုက်တာလေးကိုစီထည့်ထားတယ်လို့မြင်ရတော့မယ် ကျွန်တော်အမြင်နေပြောင်းပြီနော် string ဒီ character လေးတွေကိုစီထည့်ထားတဲ့ array တစ်ခုပဲအဲကြောင့်ကျွန်တော်ဒီညမှာ string နဲ့နမူနာပြမယ် variable name တစ်ခုတည်းကိုကျွန်တော်တို့ဒါသည် data type အနေနဲ့ဆိုတော့ string data type ဒါပေမဲ့ကျွန်တော်တို့အမြင်လေးနှမျိုးထပ်တို့လိုက်ဘာလေးတွေစီထည့်ထား character လေးတွေစီထည့်ထား variable name တစ်ခုတည်းမှာ character ဆိုတဲ့တန်ဖိုးလေးတွေဘယ်နှလုံးချင်လား6မျိုးထည့်ထားပစ္စည်း6မျိုးထည့်ထားတယ်လို့မြင်ပေးလိုက် string ကိုတကယ်လဲအဲ့လိုပဲမြင်ရမှာနော်ကျွန်တော်တို့ဟို idea တွေနည်းနည်းပြောင်းမယ်ဟုတ်ကဲ့နော်ကြထုတ်ကြည့် h SIR line ရွယ် CDS ဟုတ်မလားအကလိုက်တာဗတန်းလုံးထွက်ခြောက်လုံးထွက်ကျွန်တော်ကတော့ဒီညမှာဥပမာကိုဒါနဲ့ပြအောင်ခုနကခုလောစင်တော့ပိုင်သွင်းရင် analytics share နဲ့ပဲခဏပြအောင်ကြည့်မယ်ရေးသားဝင်ရေးသားနေလက်ချက်ကြည့်4 item စရမ်4 4 give ရေးဒီညမှာဆိုတော့ each item ကိုကြိုက်တယ်ကျွန်တော်ဒီ h ကိုဟာလောက်လိုက်မယ် h ကိုပဲပတ်လိုက်တော့မယ်ဟုတ်လားဒီတဲ့ဟာကိုကျွန်တော်ဒီတိုင်းဆို h ကိုရိုက်လိုက်ကျွန်တော် CDS ဆိုအတန်းလိုက်ထွက်စကလုံးတော့ကျွန်တော်မဟုတ်တစ်လုံးပြီးထွက်ချင်တယ် s တစ်လုံး i တစ်လုံး r တစ်လုံး i တစ်လုံး u တစ်လုံး s တစ်လုံးထွက်ချင်တယ်ဆိုရင် for ကိုလက်ခံမြအောင်ရေးလိုက်ဟုတ်နော်အဲ character c h a r char အော် character လို့ကိုကိုပေးလိုက် c h a r char ကိုကိုကိုနာမည်ပြန်နော် in ဘယ်ထက် in လဲဆိုရင် h ဆိုရေးလိုက်အဲ့လိုရေးလို့လည်းရတယ်ကျွန်တော်တခါလဲဒီလိုလေးပဲ decoration နဲ့ရေးလို့ရရတယ်လောလောဆယ် h တန်ဖို့ h ဆက်ဒီပါတဲ့တာ cds ဆိုရတန်ဖို့ထဲတာအဲ့တန်ဖို့ကိုကျွန်တော်ထုတ်ကြည့်မယ်ဟုတ်ပြီပြီးတော့ full call လဲသူရေးတော့ဝင်ရတာနေမှတ်ထားပြီနော် full call လဲ full call လဲပြီးတော့ကျွန်တော်ဘာရေးမလဲဆိုရင်ကိုထုတ်မယ် ကိုလုံးမဲ့လုံးဆောင်ချက် PRN print sorry sorry keyboard ဝါဖြစ်နေတော့ print ဘာအထုံးလဲဆိုတော့ချာဟော coding လေးကိုနားဟောနားနေပြန်စီဟော sin basic sin တကူကြ for ရေးတယ်ကိုလက်ခံမဲ့ variable နဲ့ရေးတယ် variable နဲ့ဆိုတော့ကိုကျွန်တော်ကျွန်တော်က CDS ဆိုတဲ့အကြောင်းကျွန်တော်လက်ခံပါလေ။ဟို array ပေါ့။ဒါဆိုရင် character array တခုပဲ။ string သည်တနည်းအားဖြင့်ပါရည်ရယ်။ ကာရိုက်တာ array တခုပဲကာရိုက်တာတွေကိုစီထည့်ထားတဲ့ data တိုင်းအမျိုးအစားပဲသူ့ကိုပေါင်းပြီးတော့ကျွန်တော် string data type လို့ပေါင်းပြလိုက်ဟုတ်ပြီ drh တန်ကိုဟုတ်လားဒီ string ပဲထည့်တဲ့ h ထည့်တဲ့ h ထည့်တာမရှင်းရတယ်ဒီလိုပဲရေးလိုက် ir us cds လို့လိုက်ရတယ်ဘာမှမဖြစ်ပြီးမှကျွန်တော်ကဘယ်ကိုလန့်ထော်လဲချာကိုလန့်ထော်တယ် okay မဆေးဘူးထားလိုက်ပြီးမှကျွန်တော်ဘာကိုလန့်ထော်လဲချာလန့်ပြန်အန်တာခေါ်ကြည့်ဟုတ်လား python ဟိုတစ်ချက်မှာ program run ရနေတစ်ချက်ခေါက်လိုက်။အော်တွေ့လား။ sin rnus ပါနော်။ cds တွေ့လား။အဲ့ဒီလိုပုံစံဆိုဒါစီကျွန်တော်တို့ for ရဲ့အခြေခံရေးတာပါ။ဟုတ်လား။ဒါ cds ဆိုတဲ့ဓလုံတလုံးစီကိုကျွန်တော်တို့လက်ခံဖို့ပါလေ။ဘာနိုင်လေးပြအောင် variable နိုင်လေးပြအဲ့ကြောင့် for in for in for in မှတ်ထားပြီနော်။ for in for နောက်မှာကိုလက်ခံမဲ့ variable နိုင်ကိုလက်ခံတဲ့ memory location နေရာတနေရာယူမယ်။ဘယ်တရားဟာတွေယူမှာလဲ။ in ရဲ့နောက်မှာရေးမယ်။ရေးပြီးရင်အဲ့ဒါတွေကျွန်တော်တို့ကမလုပ်ပါလေ။နမူနာနေတဲ့အတိုင်းကျွန်တော်တို့က print ထုတ်တာ။ print ထုတ်တာ။ โอเคนะနမူနာအနေနဲ့ဒါ printer တစ်ကြောင်းနဲ့ဒါလုံးခဲ့တာနမူနာနဲ့ရေးသားဖို့အခြေခံလေးနားနေပါအောင်ပြန် print လုပ်တာတကယ်ရောမှာတော့အဲ့လိုမျိုးအကုန်လုံး follow ပြီးတော့ UI မှာထည့်မှလား table ထဲမှာပြန်မှလား list နဲ့ပြန်မှလားဆိုပြီး for looping ကိုသွားမယ်โอเคနော်အဲဆို Python ရဲ့ for looping နဲ့တခြား language ရဲ့ for looping ကိုကြားကြားကိုသိပြီးကဲဆိုတော့ပြောဟာယောင် for ရဲ့ main ပြောနေမှာအဆင့်သုံးရှိရသူ stack index chess condition ဟုတ်ပြီနော်။အပြောရမယ်အစဉ်သုံးစဉ်ဆို step index အကိုစားမဲ့စားမှတ်ကိုပြရမယ်ပြီးရင်ကျွန်တော်တို့ဆုံးမှတ်တာဆိုတာ check quality ဆိုတာကကြာဆုံးမှတ်ပါပဲ။ဟုတ်ဘယ်ကနေစားပြီးဘယ်မှာဆုံးပြီးတော့ဘယ်နှကြိမ်ပတ်မှာလဲဆိုတော့ဒီဒီနှစ်ခုကဘယ်နှကြိမ်ပတ်မှာလဲဆိုတာပြ။ပြီးရင်ဒီနောက်က i plus plus ဆိုတဲ့လောက်ဆောင်ချက်ကဘာလဲဆို increase index ဒီ number ကိုတိုးပေးရမယ်လေဒီ tick က tick ကိုတိုးပေးမှ tick ကဘာဖြစ်မှာ30ဖြစ်မှာလေဒီလုံးဆောင်ချက် i plus plus ဆိုတဲ့လုံးဆောင်ချက် okay အဲဆိုတော့ပြင်းပြောတော့အဲ့လိုပြောတာဒီမှာဒီ for in မှာဘာမှလည်းမပါဘူးဟောပိုင်းတော့လွဲနေတာ for in တော့ဒီမှာလေ series ရှိသလားဘယ်နှခုလဲ 6ခုလူထုတ်တာ SIRIUS CDS ဆိုပြီးလူထုတ်တာโอเคရတယ်ဒီ index တောင်းနေနောက်တဲ့တင်ငန်းတာမှာလာโอเคဒီတင်ငန်းတာမှာဒါလေးမှတ်နေ for in full column for in full column မမေ့နဲ့ for in full column for နောက်မှာမထားမလဲကိုကြတဲ့ variable name လေးပြီးတော့ data တွေ data တွေလက်ခံမဲ့ variable name တခုယူမယ်ပြီးရင် in နောက်မှာမထားမလဲကိုယ်လုံးမဲ့ list ကြိုက်တဲ့ list ဒီထဲမှာဆိုရင် list အနေနဲ့တော့မဆိုကဏ္ဍ6 character 6လုံးမဲ့ရှိရထောင်းတော့မကအကုန်ပတ်လို့ရတယ် looping โอเคมั้ยนะโอเคပြီးရင်ကျွန်တော်တို့ program လေး update လုပ်ပြီးတော့ search လေးလာတော့โอเค thank you ပြ